နန္ဒတို့တွေဝါလာတဲ့ခါကျလို့ရှင်အောက်ပိုင်းတွေကတုတ်လာတဲ့လူတွေအတွက်အိမ်မှာဘာမှမရှိပေမဲ့အခုမှစကစားမဲ့လူတွေလုံလရမဲ့လေးချင်ကန်၃မျိုးကိုဒီနေ့မှလုတ်ပြပေးမယ်နော် ဒါကစားနေကြလူတွေဆိုလို့ရှိရင်တော့ဒီရဲ့ဗီဒီယိုကိုကြော်ဝါပြီးလို့ရတယ်အခုမှလေ့ကျင့်ခန်းကိုစလုံးမဲ့လူတွေအခုမှ basic အိမ်မှာလည်းဘာမှမရှိတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့အခုပြထားလေ့ကျင့်ခန်းသုံးမျိုးကိုလုပ်ပြီးလို့ရတယ်နော်ပထမဆုံးကနန်ထရိုချောက်ကိုပခုံးချက်လေးကထားပေးမယ်ပြီးရင်ခြေပြားလေးကို45လေးလှည့်ထားပြီးတော့လက်နှစ်ဖက်ကိုရင်ဘတ်ရဲ့အရှိမထားပြီးတော့ဒီတိုင်းရိုးရိုးလေးထိုင်ချပေးမယ်ထိုင်တဲ့အခါကျရင်ဒူးကိုဘေးဘက်ကို carrot ထိုင်မယ် မတက်ပြန်ရထားပြီမယ်ဒီပုံစံကိုနှစ်ဖက်ဒီဆောင်ရင်းပြပြီမယ်เนาะထိုင်တဲ့ခါကျလို့ရှိရင်ရေမက်ကိုဖွင့်ထားပြီမယ်ဘိုက်လေးဆွဲညစ်ထားပြီမယ်ရှူသွင်းမယ်ထိုင်ချထားပြီမယ်ရှူထုံမတက်ရထားပြီမယ်သူကနှစ်ထပ်တို့ဘယ်နာကိုထိအောင်မလဲဆိုလို့ရှိရင်ဒီရဲ့ပေါင်ရှိကမာစေရဲ့တင်မမာစေလေးကိုအာပြုပြီးတော့ပြပြန်လေးဆွဲမထားပြီမယ်เนาะရှူသွင်းထိုင်ချရှူထုံပြန်ဆွဲမထားပြီမယ်ဒီဟာကိုနှစ်ထပ်တို့15စင်း3ခေါက်ကနေပြီးတော့စကားစားလို့ရရနော်ဒုတိယတစ်ခုအနေနဲ့ကနှစ်ထပ်စုမှုစွက်ကိုပြထားပြီမယ်ဆွမ်းနာညီမတို့ရှောက်ကိုဒီလိုအနေထားနေပြီးတော့ခြေတစ်ဖွားစာထပ်ပြီးတော့ကားထားပြီးတော့ခြေပြားလေးကို45 ကလေးလှည့်ထားပြီးတော့တက်တက်လေးပဲထိုင်ချပြီးမယ်မတ်တက်လေးပြန်ရပြီးမယ်ထိုင်ချတဲ့အခါကျလို့ရှင်ဒူးရဲ့အောက်ကထောက်ထားတဲ့ခြေပနှောက်ရဲ့တံတန်းနဲ့ပြစ်ဖို့လုပ်မယ်နော်ဒီပုံစံကိုလည်းထပ်ဘီဆောင်လေးပြထားပြီးမယ်နော်ရှူသွင်းမဲ့ထိုင်ချရှူထုတ်မဲ့တက်ပြန်ရထားပြီးမယ်အရှိမကိုင်းမင်းနဲ့သွားပြီးမယ်နော်ဟာ good morning ကိုသွားပြီးမယ်နော်ဒါတော်တော်များများမလုံတက်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဒူးလောက်ရှိရဲ့ခုံဒါမှမဟုတ်လို့ရှင်ဇပွဲကတဲ့ဆောင်းကိုကတ်ထားပြီးမယ်6ကိုကကျတော့နင်ထရူက6ကိုတစ်ထွာလောက်နေပဲကာထားရင်ရတယ် ပြီးလက်နှစ်ဖက်ကိုကခေါင်းရဲ့ဘေးမှာထားတာပဲရှင်ဘက်ကိုဖွင့်ထားပိုက်လေးဆွဲညစ်ထားပြီးတော့အရှိတက်တဲလေးကြည့်ပြီးတော့ပဲတင်မောကိုအနောက်ကိုတွန်းထုတ်လိုက်မယ်။သွားတဲ့အခါကျလို့ရှင်ဒူးခေါင်းကခုံနဲ့ကတ်ထားပြီးမယ်။တင်မောကိုနောက်ကိုပေါက်ထုတ်ထားပြီးမယ်။မတ်တက်လေးရက်ထားပြီးမယ်။ရှူသွဲမဲ့ဂိုင်းချားရှူထုတ်မတ်တက်ရက်ထားပြီးမယ်။သွားတဲ့အခါကျရင်ဘယ်နာထိရမလဲဆိုရင်နန္ထရိုဒီရဲ့ပေါင်နောက်ရဲ့တင်မောမဆဲလေးရဲ့ထိလာစစ်ထားပြီးမယ်နော်။အဲ့ဒါကိုနန္ထအဒီတိုင်းအလွတ်လေးပြထားပြီးမယ်။ဒါကအလေးမပါဘူးနော်အလွတ်ပဲ။ရှူသွဲမဲ့ ကန်းချထားပြီးမယ်ယူထုံမတက်ရက်ထားပြီးမယ်။သွားတဲ့ခါကျတော့လို့ရှိရင်ဒူကောင်ကဒီလိုအရှိအီဒီမထွက်လာခံပင်နဲ့စွန်နာကညမပြသူလိုပဲခုံနဲ့ကပ်ပြီးတော့ဝင်ထားပြီးမယ်။တင်မနောက်ကိုပေါက်ထုတ်ထားပြီးမယ်။မတက်ရက်ထားပြီးမယ်။တင်မကိုနောက်ကိုတွန်းထုတ်ထားပြီးမယ်။မတက်ရက်ထားပြီးမယ်။သူ့ကိုနန္ထာရိုး15ကျင်း၃ကြောင်းကနေစကစားပြီးလို့ရတယ်နော်။